မင်္ဂလာပါခင်ဗျာ sharing မြန်မာမှကြိုဆိုပါတယ် sharing မြန်မာမှသတင်းများနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဥသိန်းစိန်အစိုးရခေတ်ကနိုင်ငံတကာအသိမဲ့ပြည်မှုရှိတယ်เนาะအသိမဲ့ပြည်မှုအများကြီးရှိတယ်အဲဒါမဲ့တော့ပြန်လဲပြီးတော့နိုင်ငံတကာပြန်ခွင့်ပေးလာတိုင်းတာရှိတယ်အခုဖြစ်နေတဲ့ပုံစံကအခုဥမေအောင်လိုင်းကျင်းပမဲ့ဒီရွေးကောက်ပွဲပေါ့ဒီရွေးကောက်ပွဲကိုအာဆီယံကလည်း program နဲ့ဖက်လဲတကင်းမရှိတော့ဘူးအဲ့တော့ UN ကလည်းဖက်လဲတကင်းမရှိဘူး နော် UN ကလည်းပြီးရတဲ့ခေါက်ကဆိုလို့ရှိရင်ဒါ NLD ကိုသာတရားဝင်အစိုးရသတ်မှတ်ထားပြီးတော့ကျန်တဲ့အခုတက်လာမဲ့အစိုးရနဲ့ဒီတရားဝင်မှုကြိုးပမ်းမှုတွေမှာအများကြီးအများကြီးစိန်ခေါ်မှုတွေချင်းဆန်အောင်မှာဖြစ်တယ်အဲ့တော့အဓိကဘာလို့လဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာနိုင်ငံရေးအဖြစ်တိုးတက်မှုမရှိသမျှကာလပတ်လုံးနော်ဘယ်အစိုးရပဲတက်လာတက်လာဒီလိုပဲလိမ့်ဖယ်လိမ့်ဖယ်နဲ့နိုင်ငံဟာငတ်ပြတ်နေဦးမှာပဲအဲ့ကြောင့်မို့လို့အခုပေါ့နော်တက်မလို့အနေနဲ့လဲစည်ရေးအောင်မြင်မှုတွေအများကြီးရှိတာဒါမှန်ပါတယ် ဲဒါမှနိုင်ငံရေးအောင်မြင်မှုကြတာလုံးဝကိုမတွေ့ရပါဘူးเนาะနောက်ဖက်နေရာတို့နေကြကိုမောင်းအောင်နဲ့ခံရတာပြည်သူတွေမှန်ပါလားအဲ့တော့အဓိကပြောချင်တာကတော့အတိမတ်ပြမှုကအားနည်းနေပါတယ်။ဥမင်းအွန်လိုင်းကိုအတိမတ်ပြမှုနဲ့เนาะတက်လာတဲ့အစိုးရဒီရွေးကောက်ပွဲကိုအတိမတ်ပြမှုအားနည်းသမျှကာလပတ်လုံးကျွန်တော်တို့ရှေ့လျှောက်နိုင်ငံရေးအဖြစ်ဘလို့မှ82နိုင်မှာမဟုတ်ပါဘူးခင်ဗျာเนาะ မြန်မာနိုင်ငံကဒီမိုကရေစီတော်စုစကားတံကိုတဲ့အချားမခံရဲတာဗျာတဲ့နိုင်ငံရေးကဘလို့တိုးတက်မလဲကိုမောင်းတဲ့အဲ့တော့နိုင်ငံရေးတိုးတက်ဖို့ဆိုနိုင်ငံနေမှာရှိတဲ့နိုင်ငံရေးအင်အားစုရဲ့အားလုံးရဲ့ဆန္ဒတွေနော်သူတို့တွေအားလုံးစီးရုံနိုင်ဖို့လိုတယ်အစီးရုံနိုင်ဖို့ဆိုလို့ရှိရင်တော့ခတ်တာကစီးရုံမှုကလည်းဘယ်လိုမှမရတာတွေကလည်းစကားပြောရမလို့နော်ဘာကြောင့်လဲဆိုလို့ရှိရင်ဒီခေါက်တော်လိုင်းအင်တော်လိုင်းအင်အားစုတွေအားလုံးကလည်းဘယ်လိုမှစစ်တပ်နဲ့လည်းမပူးပေါင်းချင်ဘူးဟုတ်တယ်မလားအခုရွေးကောက်ပွဲလည်းခင်ဗျားတို့ဘယ်လိုမှပူးပေါင်းချင်မှာမဟုတ်ဘူးအဲ့တော့ စစ်တပ်တခုတည်းအပြစ်လဲတော့မဟုတ်တော့ဘူးဗျာခင်ဗျားတို့ကိုယ်တိုင်ကလည်းဒီရွေးကောက်ပွဲနဲ့လည်းမပူပေါင်းနိုင်ဦးမင်းအောင်လည်းမပူပေါင်းနိုင်အဲ့တော့ပြည်တွင်းနိုင်ငံအင်အားစုတွေအားလုံးနဲ့ပေါ့နော်အားလုံးကလည်းမပူပေါင်းနိုင်တဲ့အခါကျတော့ဘလို့နီးနဲ့မှနိုင်ငံရေးအရာရှေ့ဆက်တိုးနိုင်ဖို့ဟာမလွယ်ဘူးဆိုတော့ကျွန်တော်တို့တွေ့ရပါတယ်နော်အဲ့တော့တဖက်တည်းအပြစ်မဟုတ်ပါဘူးအဲ့တော့ကျွန်တော်ကတော့မျှော်လင့်တာတခုတော့ရှိတယ်ဗျဒီရွေးကောက်ပွဲပြီးလို့တက်လာတဲ့အစိုးရဒီနိုင်ငံရေးအဖြစ်တိုးတက်အောင်ဆောင်ရွက်နိုင်မဲ့ နော်ဆောင်ရွက်နိုင်မဲ့တော့လကောင်းပါဗျာနော်ဆောင်ရွက်ဖို့ကြိုးစားမဲ့အစိုးရတော့လိုချင်တယ်ဗျအဲငါတကောကောပြီးတော့ပြက်မလားငါတကောကောပြီးတော့ငါအလုတာမှမှန်တယ်ငါစုအဖွဲ့နဲ့ရှေ့ဆက်လို့ရတယ်နိုင်ငံအနေနဲ့ရှေ့ဆက်လို့ရပါတယ်ဆိုတော့ဥမင်းအွန်လိုင်းရဲ့ဒီဘယ်လိုခေါ်မလဲဆိုတော့နိုင်ငံကြီးတထွားတမိုက်ညံလို့ပဲကျွန်တော်ပြောရမှာပဲနော်အဲ့စကားမျိုးတော့ဖြစ်စေချင်ဘူးအဲ့လိုအဲ့လိုစကားမျိုးနဲ့တက်လာမဲ့အစိုးရမျိုးကျွန်တော်မလိုချင်ဘူးဗျာနော်အဲ့တော့ကဘာကိုတကားဖွင့်မယ်နိုင်ငံထူထောင်ရေးတွေဒီကြိုးစားမယ်နော်ကိုပြည်တွင်းနိုင်ငံအင်အားစုတွေတိုးတက်အောင်ကြိုးစားမယ် ဟိုမိတ်ဆွေနိုင်ငံလေးအနေငယ်နဲ့ခီးဆက်လို့မရဘူးကဘာကြီးကနောက်ချင်းနေလို့ဝလုံးကောင်းတွေမှာလာမဟုတ်ဘူးဝလုံးကောင်းတွေကတာတဲ့လကဘာမှတုံးစားလို့မရဘူးအဲ့တော့အဲ့ဒီအတွေးခေါ်တော့ရှောင်မို့လို့တက်လာတဲ့အစိုးရတိုင်းဒီအကောင်းဆုံးစ조사မှာပါလို့ဆိုရှင်ပြည်တွင်းနိုင်ငံကြီးအကွဲပြဲတွေနိုင်ငံကြီးအင်အားစုတွေအားလုံးစုစည်းနိုင်မှု조사ရမယ်နော်နိုင်ငံငါတန်တမာကြီးတွေဖွင့်ဖို့조사ရမယ်ဈေးကွက်စီးပွားရေးဆက်လက်ဖွင့်ဖို့조사ရမယ်အဓိကတော့ဒါတွေအားလုံးပွင့်ဖို့ဆိုလို့ရှင်ပြည်တွင်းနိုင်ငံကြီးအင်အားစုတွေကြားထဲမှာနိုင်ငံကြီးအပြစ်တိုးတက်အောင်조사ရမယ်အဲ့လို조사ဖို့ဆိုလို့ရှင်အခု တော်လိုင်းအင်အားစုတွေဟလာလက်နက်ကန်အင်အားစုတွေအပြီးရောချင်းအတိုက်ခံအင်အားစုတွေအားလုံးအားလုံးကိုဘယ်လိုမျိုးနိုင်ငံအတွက်နိုင်ငံရေးတိုးတက်ဖို့ကျွန်တော်စူးစမ်းကြမလဲဆိုတော့အဲအဓိကစူးစမ်းမယ်အစိုးရမျိုးလိုအပ်ပါတယ်เนาะဦးမင်းအောင်လည်းမျိုးအာမိတ်ဆွေနိုင်ငံအနေငယ်နဲ့ခီးစမ်းမယ်ဆိုတော့အဲနိုင်ငံရေးကြီးမြောက်မှုတွေကတော့ဘလို့မှခီးရောက်မှာမဟုတ်ပါဘူးเนาะအဲ့တော့တရုတ်ဖိအားနဲ့နေမြေတွေတဲ့ပြန်တောင်းနေတယ်ဘလို့မြင်ပါတယ်လဲကိုမောင်းတဲ့ တရုတ်ပြည်အားနဲ့နိုင်မြေနယ်မြေတွေပြန်တောင်းနေဆိုတာတနည်းအားဖြင့်ပေါ့နော်ဒီနယ်မြေတွေကစစ်တပ်အနေနဲ့နှစ်နည်းပဲရှိရောပေါ့နော်အဲဒါမျိုးနည်းနဲ့ပြန်တောင်းမလားဒါမှမဟုတ်လို့ရှိရင်လည်းအဲစီရီးနီးယားပေါ့နော် hard power ဆိုတဲ့ဒီလက်နက်အင်အားကိုအသုံးပြုပြီးတော့ပြန်သိမ်းမလားဆိုတာနှစ်နည်းပဲရှိတယ်အဲ့တော့ဥမာဒီစစ်တပ်ကသူ့လက်နက်အင်အားတွေအကုန်လုံးနဲ့စစ်အင်အားတွေအကုန်လုံးခုသုံးနိုင်တဲ့ခြေကိုရောက်သွားပြီ။ဘာကြောင့်လဲဆိုတော့သူ့မှာ man power ဆိုတဲ့စစ်အင်အားလည်းရောက်သွားပြီ။အဲထို့အတူကျွန်တော်တို့ လက်နက်အင်အားလည်းရှိတယ်နိုင်ငံတကာအင်အားလည်းရှိတဲ့ခါကျတော့နှစ်နည်းရှိတယ်ပေါ့ခင်ဗျားတို့ဒီအခုဆုံးရှုံးထားတဲ့နေမျိုးတွေကိုပြန်ယူတဲ့နေရာမှာလက်နက် PR နဲ့ပေါ့နော်လက်နက်ဒီ hard power PR နဲ့ပြန်ယူမယ်ဆိုရင်မြို့ပြတ်မယ်ပြည်သူတွေမှာအားလုံးတွေမှာစစ်တပ်ကတော့မဖြစ်မနေပြန်ယူမှာပဲအဲ့လိုနီးနဲ့ပြန်ယူခြင်းကိုခင်ဗျားတို့ကြိုက်သလားဒါမှမဟုတ်ရှိရင်ဆန္ဒပြောသလိုပဲเนาะတရုတ်ရဲ့ PR နဲ့ပြန်ယူတော့ကြိုက်သလားအဲ့ဒီနှစ်ခုကတော့ခင်ဗျားတို့ရွေးချယ်ရမယ်လမ်းဖြစ်တယ်အဲကျွန်တော်ကတော့ဖြစ်တတ်ခြင်းအစီအစဉ်အဲတရုတ် PR နဲ့အခုလိုမျိုးပြန်လဲရရှိတာလေးကိုတော့ ပုံပြီးကျင်းနေပါလေ။ဘာကြောင့်လဲဆိုလို့ရှိရင်ပြည်သူလူထုအသေးမခံစေချင်ဘူး။ဘာကြောင့်လဲဆိုရင်စစ်တပ်ကအခုအကယ်၍သာခင်ဗျားတို့တရုတ်ပြည်အနေနဲ့ပြန်မရဘူးဆိုလို့ရှိရင်စစ်တပ်ကလူစုတာနဲ့ကျဲတော့မှာလူစုတာနဲ့အခုစော်နေတာ။ဒါကောင်းတဲ့လက္ခဏာမဟုတ်ဘူး။စစ်တပ်တို့လည်းမကောင်းပြည်သူတို့လည်းမကောင်း။ဒါပေမဲ့စစ်ရဲ့နေထိုင်ရုံကကျွန်တော်ဘာမှပြောလို့မရအောင်။ခုကြည့်တရားလေဟိုမှာဘောလုံးကံမှုလူစုနံမိုးကုတ်မှာဆိုလို့ရှိရင်ကျွန်တော်တရင်ညရှိခဲ့တယ်ဘောလုံးကံမှုလူစုနေတာအမှန်တကယ်ကအဲ့တော့ဘောလုံးကံမှုလူစုရဲ့အချိန်မှာကျဲသွားတယ်ဗျပါသွားပြန်ပြီ နော်ဘာမဆိုင်ညာမဆိုင်သူ့တော့ခီးထွက်နေတဲ့ခီးရည်တဲ့တင်ကထုခံရပြန်တယ်နော်အဲနောက်ထပ်ဟိုကြားပြီမှာဆိုလို့ရှိရင်လည်းကျွန်တော်ကြားသိရဆိုလို့ရှိရင်ဟိုစတာလင်နဲ့တုံးတဲ့နေရာအမှသာတုံးကြတော့ဗျာလာတုံးတဲ့ခါမှအဲ့ဆုလေကောတေကြအများကြီးပဲအဲ့တော့ဒီလိုနီးနဲ့စစ်တပ်ကလည်းအခုဟာထုနေတယ်ဒါမဲ့ဒီပြည်သူလို့တော့ပြောတာပေါ့နော်ကျွန်တော်ပြည်သူဆိုတာအတိအကျတော့မသေချာဘူးတော့ပါတော့လည်းဒေသခံတွေပြောဆိုတာပြည်သူပေါ့ပြည်သူတဲ့ဆိုတဲ့နေရာမှာလည်းအမျိုးမျိုးတော့ဟိုတန်ရာရှိမယ်ဆိုတော့ရှိလို့ရသေးတာပေါ့နော် ဲ့တော့အဲခင်ဗျားတို့စနာပြောသလိုစစ်တပ်ကတရုတ်ပြည်အားနဲ့တိုင်းတာကိုကြိုက်သလားဒါမှမဟုတ်ရှင်လဲသူရဲ့ manpower တွေနော်ဒီလက်နက်အင်အားပါဝါတွေနဲ့တိုင်းတာကိုကြိုက်သလားအဲ့နောက်ခုခင်ဗျားတို့ကြိုက်တာရွေးပေါ့လေနော်ကျွန်တော်ကတော့အခုတရုတ်ပြည်အားနဲ့ပြန်ရွေးတာလေးဟာဘာပဲဖြစ်ဖြစ်တော့အနာစာပေါ့နော်တတ်တာတယ်လို့ကျွန်တော်ကျွန်တော်ခံယူပါတယ်ခင်ဗျာနော်ဟုတ်ပြီတဲ့ အဲ့ပေါ်ဟိုမြန်မာစနားတယောက်ပြောရနော်ကိုကို007ပြောရဲအဲ့ပေါ်ဒီလိုမျိုးစားရတဲ့မျိုးတွေမကြောက်အောင်ထိမ့်ပေါ့ဗျာမကြောက်အောင်ထားပေါ့အခုကြောက်သွားမှဒီလိုမျိုးအဲလေရင်နေစင်အားတွေပြန်ပြီးတော့တိုက်ရတယ်ဆိုတာကတော့မကောင်းဘူးပေါ့ဗျာနော်အဲ့ဒါလည်းမှန်ပါတယ်ဒေါ်စုဘာပြောမယ်မသိဘူးဗျာတဲ့ဘာလို့စကားတန်တောင်မထွက်ပေးရတာလဲတဲ့အများစုကဒေါ်စု ထောက်ခံသူလေးတဲ့ ဟုတ်ပါတယ်ဒေါ်ဆန်းစုကြည်ကိုအခုတရားစီရင်မှုတွေเนาะတရားရင်ဆိုင်မှုတွေအားလုံးပွင့်လင်းမြင်သာမှုလည်းမရှိဘူးတကားပိတ်ပြီးတော့ဟိုဘယ်လိုခေါ်မလဲဆိုတော့တရားစီရင်မှုချတယ်ဆိုတာလုံးဝလုံးဝတရားမျှတမှုမရှိပါဘူးလို့ပြောရမှာပါเนาะဘလို့အမိတ်မျိုးပဲခြားခြားဒါဟာတစ်ဖက်သက်တရားစီရင်မှုတာလင်းဖြစ်နေပါတယ်เนาะအခုသူ့ရဲ့တရားပွင့်လင်းပွင့်လင်းမြင်သာမှုမရှိခြင်းဟာနံပါတ်1ချက်ပေါ့ဗျာเนาะအဲဒုတိယတစ်ချက်အနေနဲ့ကတော့သူ့ရဲ့ဥပဒေအကျိုးဆောင်အနေနဲ့ကသူစိတ်ကြိုက်ဥပဒေအကျိုးဆောင်ရရှိသင့်ပါတယ်เนาะပြီးတော့ အဲစသဖြင့်တော့ပြည်သူလူထုအတွက်သိရှိမှုကလည်းအရင်အရေးကြီးတယ်လေနော်အဲ့တော့အခုလိုမျိုးတောင်ဆန်းစုကြည်ကိုတကားပိတ်ပြီးတော့တရားစီရင်နေတာဟာဆိုရင်တော့ကိုတရားကိုစီရင်ကိုစိတ်ချိုက်လုပ်နေတာနဲ့သွားတူနေပါလေခင်ဗျာနော်လားပြည်သူပဲပြည်သူတွေပဲမြေစာပင်ဖြစ်ရတာပဲဟုတ်ပါလားနော်ဦးမင်းအွန်လိုင်းကပြည်သူထမင်းစားဖိတ်ကျေးဇူးဆက်နေတာစစ်စစ်တပ်ရဲ့မူဝါဒမပြောင်းသေးတဲ့ ရေကောက်ဝဲဖြစ်မှာပါနော်နောက်ဆုံးတော့ကြန့်ခံရေးပဲနိုင်သွားမယ်လို့ပြောကြည့်ပါဗျာအဲ့တော့ကျွန်တော်တို့ကလည်းသတင်းတွေကတော့တကြတိထားတာပါဗျာနော်အဲ့တော့ကြန့်ခံရေးအနေနဲ့အခုမြန်မာနိုင်ငံအခုလက်ရှိရွေးကောက်ပွဲကအာခင်ဗျားတို့တရားရဂိုင်းလုံးညတ်တယ်လို့တော့ကျွန်တော်တို့ပြောလို့တော့မရဘူး။ဒါဘာပဲဖြစ်တော့ဒီလိုအခက်ခဲတွေအကြက်တဲတွေကြားတဲ့ကနေပြီးတော့အကျင်းပတဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကြောင့်မို့လို့နားလည်မှုထားပေးရမလို့တော့ဖြစ်နေပါတယ်နော်။ဘာကြောင့်လဲဆိုတော့ အခုနိုင်ငံရေးသမားတွေအချင်းချင်းကြားထဲမှာလည်းတယောက်ကိုတယောက်ချောင်းနေတာရှိတယ်ပါတီတွေချင်းချင်းထဲမှာလည်းတယောက်ကိုတယောက်ချောင်းနေတာရှိတယ်တဖွဲ့တည်းကိုတဖွဲ့ဥမာဖြစ်ပြအဲဒါပါတီတစ်ခုကပါတီဝင်ကတခြားပါတီဥမာလည်းပါတီဝင်ဒါတယောင်ယောင်သိမလားအုပ်စုတွေအแทးတီကိုတရင်အချက်လက်တွေကိုနိုင်ပြီးတော့တယောက်ကိုတယောက်ဘလို့တွန်းချမလဲမြန်မာနိုင်ငံကြီးတော်တော်ကောက်ချစ်ပါလေဗျာနော်တော်တော်ကောက်ချစ်ပါလေဒီပါတီတွေကလည်းတယောက်ကိုနိုင်နေမှာသိချနေပြီလေအဲ့ဘာကြောင့်မို့လို့သူများပါတီရဲ့ဟိုအတွင်းရေးတွေအထိ line night နိုင်ပြီးတော့ဒီလို့ ဒီပါတီဝင်နေချင်းများမှာဘယ်လိုခေါ်မလဲဆိုတော့ကြောက်တွန်းမှုတို့ဖြုတ်ချမှုတို့ကြိုးစားနေတဲ့ပါတီတွေရှိတယ်နော်အဲ့ဒါကပါတီချင်းချင်းကြားထဲမှာဖြစ်နေတဲ့ပြဿနာအဲနောက်ထပ်ခုကပါလဲဆိုတဲ့အခါကျတော့အဲ့ဒီပါတီတွေထဲမှာပဲဝင်နေသောပါတီဝင်များသည်နော်ဘယ်လိုခေါ်မလဲကျွန်တော်တို့သတင်းယူနေတဲ့ပါတီတွေအာဏာပိုင်တွေလက်ရှိနေတတ်တယ်နော်အဲ့လိုမျိုးတွေဖြစ်နေတာအခုမြန်မာနိုင်ငံလက်ရှိဒီပါတီတွေကြားထဲမှာဖြစ်နေတာပေါ့ဗျာနော် ဥပမာဒီဖြတ်ချခံရတဲ့ဒေါက်ဆန်နာမင်းတို့ရဲ့ဒီအန်ဒီရဲ့ပါတီဆိုလို့ရှိရင်လည်းသူတို့ပါတီဝင်ရ7000ကျော်သူ9000မပြည့်ဘူးဆိုတာကျွန်တော်တော့ကျွန်တော်တို့ကျွန်တော်ရဲ့သိရှိမှုကျွန်တော်ရဲ့ဒါတုံးသက်ချက်ရဆိုလို့ရှိရင်9000မပြည့်ဘူးဆိုမဖြစ်နိုင်ဘူးပို့စပ်ပစ NDF ကဆက်လက်လွှတ်ထားလို့ရှိရင်ပြည်ခိုင်ဖြိုးထက်နှီးပါကိုပခုံးချင်းရှင်လာနိုင်မှာဖြစ်တယ်နော်ဘာကြောင့်လဲဆိုတော့ကောလုံးက NDF ကိုအလုံးဝိုင်းပုံပြီးတော့ပြည်သူဘက်ကရက်တီမဲ့ပေါ့ဗျာနော်ဆိုတော့ခိုင်ချက်တဲ့ဒီ NDF တို့ဘာလို့ဘက်ကိုဝင်သွားတာရှိရ ဲ့တော့အင်အားတအားအောင်ကြီးတက်လာတယ်အင်အားတအားကြီးတက်လာတဲ့ခါကျတော့အခုလက်ရှိပထမဦးဆုံးရွေးကောက်ပွဲကအဲရွေးကောက်ပွဲကဒီလိုမျိုးပေါ့အဲတယောက်တယောက်ခြေထိုးခံမှုတွေတယောက်တယောက်စုံစမ်းစစ်ဆေးနေမှုတွေတယောက်တယောက်အတွင်းအထင်းထဲမှာပတ်လဲရိုက်နေမှုတွေဘောင်းစုံနဲ့တပုတ်ဦးလိုလဲနေတဲ့ရွေးကောက်ပွဲမျိုးအဲပုံစံမျိုးမှာကျွန်တော်တို့တွေ့နေရပါတယ်ခင်ဗျာနော် မောင်းနဲ့ဘကိုးနောက်ပိုင်းစီးရဲချင်းတွေလည်းပြောပြပါပြောပြပါလားစီးရဲချင်းတွေကောင်းပါလေနော်စီးရဲချင်းတွေကောင်းတယ်ထိုးစစ်တွေပြန်စနေအောင်တွေ့ရတယ်ချိုးစခန်းကုန်းတွေပြန်ရတာရှိတယ်နော်ချက်ဖို့ကနိုင်ငံရေးသမားအမေခံနဲ့စစ်ဘုချုပ်တွေကညှက်ပက်နေကြလို့တဲ့ပြောလိုက်ပါတဲ့နော်အဲ့လိုကြီးလဲတချမ်းချမ်းနိုင်ငံဖွင့်ပြီးပါတီဆိုလူအများစုတွေဗျာနော်လူအများစုဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲဒီမျိုးပေါ့ဟိုဘယ်ခေါ်မလဲ opposition research လဲခေါ်တာပေါ့ဆိုလို့ရှင်တာကနိုင်ငံတကာမှာဖြစ်တဲ့ဖြစ်တာရှိတဲ့ကိစ္စမျိုးပါနိုင်ငံတကာမှာဒီလိုပဲဗျာနော် ဒီကိုယ့်ရဲ့စန့်ချင်ကိုယ်နဲ့ပြင်ပြရမယ်ပါတီကိုယ်စလဲလောင်းရဲ့အချင်းတွေချက်လက်တွေကိုလိုက်နိုင်ရတာဟုတ်လိုက်နိုင်ပြီးတော့ဒီ campaign တစ်ခုအနေနဲ့လောက်ရတာအဲ့လိုမျိုးဖြစ်ရမျိုးကဒီမိုကရေစီနိုင်ငံတွေမှာလည်းရှိသလိုအခုကျွန်တော်မြန်မာနိုင်ငံမှာလည်းဒါမျိုးတွေရှိနေတယ်ရှိတော့အဲ့တော့ဟိုဟိုဘက်ပါတီမှာဘယ်သူကဘာလဲဘယ်သူကဘာလဲဆိုတာကိုအချက်လက်တွေလိုက်နိုင်နေတဲ့ဒီမျိုးနိုင်နိုင်ပြီးတော့ရှာတယ်ရှာပြီးတဲ့အခါမှာဒီကိုယ်စလဲလောင်းကိုရေချင်းမပြည့်အောင်လုပ်တယ်လုပ်ပြီးတော့ သိရမလားကျွန်တော်တို့ဒါကြောင့်မပြည့်မီပါဘူးဆိုတဲ့ပုံစံမျိုးတွေနိုင်ငံရေးခြေထိုးခံမှုတွေပေါ့အဲနိုင်ငံရေးလှုပ်ကြံတက်ဖြတ်မှုတွေအများကြီးအများကြီးရှိနေတယ်ဒါနိုင်ငံတကာမှာဖြစ်တဲ့ကိစ္စဖြစ်တယ်မြန်မာပြည်မှာလည်းမဖြစ်ဘူးပြောရင်လည်းကျွန်တော်တို့ကအဲကျွန်တော်ဘာဘာကြောင့်ဆိုတော့ဒါတွေကိုကျွန်တော်နိုင်ငံတကာခင်းကျင်းနေတယ်မြန်မာခင်းကျင်းနေတယ်ကျွန်တော်တို့ပုံစံတူယူပြီးတော့လေ့လာသုံးသပ်ကြည့်ရတာပါဒီ data ချက်လက်တွေပုံမှန်မူတည်ပြီးတော့လေနော် NLD ကနောက်တစ်ချိန်ကြာရင်နဲ့ပြန်ကောလာနိုင်သေးလားဗျ NLD ပါတီနောက်တစ်ချိန်ပြန်လာနိုင်သေးလားဆိုတဲ့ခါကျတော့ မဖြစ်နိုင်တော့ဘူးလေ။ဘာကြောင့်လဲဆိုတော့ NLD ပါတီအနေနဲ့ပြန်လာနိုင်ဖို့မဖြစ်နိုင်ဘူးဆိုတာဘာကြောင့်လဲ။မြေပေါ်မြေအောက်နိုင်ငံရေးကိုတပြိုင်တည်းလုပ်လို့မရအောင်။မြေပေါ်မှာနေမှာလားမြေအောက်မှာနေမှာလားပေါ့။ဥပမာဖြစ်ဆိုလို့ကျွန်တော်လက်နက်ကင်လန်းစင်နဲ့သွားမှာလားနိုင်ငံရေးလန်းစင်နဲ့သွားမှာလားနိုင်ငံရေးလန်းစင်ရောလက်နက်ကင်လန်းစင်ရောနှစ်ခါစလုံးကင်လို့မရဘူး။ဘယ်ပါတီပဲဖြစ်ဖြစ်။အဲ့တော့ ရွေးချယ်ရမှာအဲဒီပေါ့နိုင်ငံရေးလမ်းစဉ်သွားမယ်ဆိုလို့ရှိရင်လက်နက်ကင်လမ်းစဉ်ကိုဆက်လုပ်ရမှာဖြစ်တယ်လက်နက်ကင်လမ်းစဉ်ဆက်လုပ်ဖို့ဆိုလို့ရှိရင် NLD ပါတီနေနဲ့ဘာလို့မဆိုပရမအောင်ချက်နေနဲ့ဒီလက်နက်ကင်များဒီပါတီနဲ့မသက်ဆိုင်ကြောင်းဆိုပြီးပါတီကလည်းအကုန်လုံးထုတ်ပယ်ပြရမှာဖြစ်တယ်ပြီးလို့ရှိရင်ထောင်ကြရတဲ့သူတွေအားလုံးထုတ်ပယ်ပြရမှာဖြစ်တယ်ဒေါအောင်ဆန်းစုကြည်ပါပါသွားမှာဖြစ်တယ်နော်အဲ့တော့ NLD ပါတီအနေနဲ့ပြန်မလာနိုင်တာကပုံမှန်လင်းလင်းပြောရရင်တော့အဲစစ်တပ်ကြောင့်လည်းတော့မဟုတ်ပါဘူး။နော်ဘယ်သူကြောင့်မှမဟုတ်ဘူး။ NLD ပါတီရဲ့ ပါတီဝင်တွေရဲ့ပေါ့နော်ဟိုဗဟုကော်မတီတွေရဲ့ဆုံးဖြတ်ချက်တွေပါအဲ့တော့လက်နက်ကင်လန်းစင်နဲ့နိုင်ငံလန်းစင်ဂျင်းနဲ့လုံးမရဘူးအားကြောင့်မလို့ NLD ပါတီပြန်လာဖို့မလွယ်တော့ပါဘူးဦးမြအောင်လည်းတမနာဖြစ်မလားသိစိတ်ဝင်ကောင်းလို့သိစိတ်ဝင်စားဆရာကောင်းတဲ့မိကုံးပေါ့ကနော်အဲသူတမနာဖြစ်မလားမဖြစ်ဘူးလို့ဆိုတာကကျွန်တော်တို့အခုချိန်မှာဘာမှပြောလို့မရပါဘူးနော်အခုချိန်မှာဘာဖြစ်တမနာဖြစ်မလားမဖြစ်လားဆိုတာဆိုတော့ရှင်အခုချိန်မှာသူကယာယီတမနာဗျာနော်ဟိုင်ဟိုင်လို့ဆိုလို့ရှိရင်တော့တမနာဖြစ်နေပြီလေဗျာကျွန်တော်ကရှုံးနေပြီ ကျွန်တော်ရှုံးနေပြီလို့ပြောပြတာအဲကြောင့်မလို့ခင်ဗျားတို့ကျွန်တော်လောင်းတာတော့ကျွန်တော်အခုဝင်ခံတာပါကျွန်တော်ရှုံးနေပါပြီနော်တခါတော့တော့မမှတ်မိလားခင်ဗျားတို့ဦးမင်းအွန်လိုင်းဟာခင်ဗျားတို့ကျွန်တော်တို့ဒီအာနာစထိန်တဲ့အချိန်မှာအဲကျွန်တော်တကယ်ကြီးနဲ့ကျွန်တော်ပြောပါဗျာနော်ဒါရက်ခင်ဗျားဦးမင်းအွန်လိုင်းဟာပေါ့နော်အာနာယူလို့သူကတမရသွားတောင်းတာတော့ဆန်းစစ်ကြည့်မှာလေတော်တော်နဲ့ခမတော်အောင်ဆန်းစစ်ကြီးကမပေးဘူးလေမပေးအာအာကျွန်တော်ရည်တာပေါ့မဖြစ်နိုင်တာမလို့တမနာယာတို့ကတော့ ခါတဲ့ဒီဘုကျုပ်ဆောင်မင်းဟောင်းပြောတယ်ခင်ဗျာဟိုတမရရာထူးကဗျာတောင်းလို့ရတဲ့အရာမှမဟုတ်တာတဲ့ဟောအဲ့တမရရာထူးတောင်းလို့မရအဲ့ဒါလည်းပဲဟုတ်တယ်ဟုတ်တယ်ဗျာဒါဥရိကိုကချက်ကြည့်တဲ့ခါမှလည်းမဟုတ်ဘူးလေတမရရာထူးတောင်းလို့မရအောင်အဲ့တော့ကျွန်တော်ကအဲဦးမြောင်လိုင်းဘက်ကဗျာ तू ကတမရယူတာမဟုတ်ဘူးဗောနော်အဲ့တော့ပုံငယ်ချင်းနဲ့အားလုံးစမ်းကြည့်တာဗောနော်စမ်းကြည့်ပြီးကျွန်တော်ဥပရိကိုကလည်းပဲကြည့်အောင်ဗျာနော် တင်းဟာရေကောက်ဝဲတော့မပြီးသေးလို့တော့ဆိုတော့တမနာတမနာရာလူယူလာတဲ့ခါကျတော့ဟမ်ကျွန်တော်ကတော့သူတမနာရာသူကျွန်တော် ပြောခဲ့လေသူတမနာရာသူသူတမနာဖြစ်လို့ရှိရင်ဒါခင်ဗျားတို့မှန်တယ်ခင်ဗျားတို့မှန်တဲ့အတွက်ကြောင့်မလို့ခင်ဗျားတို့ကျွန်တော်ဒီပိန်းကိုကျွန်တော်ဘယ်တော့မှမခေါ်တော့ဘူးဆိုတဲ့စကားကိုကျွန်တော်ပြောခဲ့တယ်နော်ထိုးတူပါဗျာနော်လောလောဆယ်ကျွန်တော်ကဘီတီဆိုရဲကျွန်တော်ရှုံးပါပြီလေလောလောဆယ်ကသူကခင်ဗျားတို့ပြောသလိုပါဗျာနော်လောလောဆယ်ကမှာယာယီတမနာယူလာတဲ့ခါကျတော့ ျွန်တော်ရှုံးသွားတယ်ကျွန်တော်ဘယ်တော့မှမခေါ်တော့ခင်ဗျားကြိုက်တာကျွန်တော်ခေါ်လို့ရတယ်နော်ခင်ဗျားကြိုက်တယ်လို့ပြောလို့ရတယ်အဲဒါပေမဲ့ကျွန်တော်ခင်ဗျားတို့နီးပေးလို့ဘယ်တော့မှခေါ်တော့ပါဘူးနော်အဲ့တော့တော်လိုက်အဲဒီပေါ့ဒီရွေးကောက်ပဲပြီးရင်သူတမနာလုံးတမနာလုံးလို့ကျွန်တော်ခွတ်ထုတ်ခွတ်လက်ထပ်ရှုံးတော့ပါဗျာနော်ဒါပေမဲ့လောလောဆယ်လည်းကျွန်တော်ရှုံးနေပါပြီသူကယာယီတမနာယာလို့ယူသွားပြီလေနော်ကိုကျွန်တော်ရှုံးပါတယ်နော်ခင်ဗျားတို့ပြောသလိုပေါ့အဲဦးမင်း online သူဒီ ငါတို့ပြောသလိုပဲကျွန်တော်ဝင်ခံရမယ့်ပုံစံဖြစ်သွားပါတယ်။အနေဒီကပြည်သူရဲ့ရင်ထဲမှာအမြဲရှိနေရှိနေပြီးသားအဲ့တော့အနေဒီအပိထောက်ခံသူတွေနေရတော့အနေဒီပါတီဟာနာမည်ရှိပြီးသားတယောက်လေနာမည်ရှိပြီးသားပါတီတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့တော့ပါတီအများကြီးရှိနေမှာပါကောင်းကင်ထဲမှာ NLD ရှိနေသေးတယ်သူတို့ရှိနေမှာပေါ့ဗျာနော်ဒါပေမဲ့ NLD ပါတီပြန်တက်လာဖို့ဆိုလို့ရှိရင်တော့အဲဘယ်ကော UEC ကကန်တာဖြေရှုံးမှုရရှိဖို့လိုတယ်ပါတီပြီးတော့ပါတီကလည်း လောက်ရမဲ့ကိစ္စတွေရှိတယ်ဆနာလို့ပေါ့မြေပေါ်မြေအောက်နိုင်ငံကြီးကိုအပြိုင်နဲ့လုံလို့မရအောင်အဲ့တကြောင်မလို့ရှိပြီးသားရှိပြီးသားဆိုလို့ရှိရင်လည်းပြန်ပြီးတော့ဆန်းစစ်ရမယ့်တိုင်းတိုင်းရှိသွားပြီပေါ့နော်ဒေါ်စုနဲ့ပြိုင်တော့တဲ့ဒေါ်စုရှုံးပြီးတဲ့ရှုံးပြီလေတဲ့ထောင်ထဲရောက်ပြီးဦးမြောင်နိုင်ကဘာဖြစ်ချင်နေမှန်းကိုမသိတာဗျာတဲ့อืมပြည်သူရှိနေတဲ့များ energy ရှိနေတယ်အေးပေါ့ခင်ဗျားတို့စိတ်ထဲကရှိနေ energy ဆိုတော့ ပါတီကိုတော့ကျွန်တော်တို့ကဘယ်လိုမှသွားနှုတ်လို့ရမှာမဟုတ်ဘူးလေနော်အဲ့တော့ရှင်ထဲမှာရှိနေခွင့်ရှိတယ်ဒါပေမဲ့တော့ဥပဒေရောင်းရဥပဒေချောင်းရပါတော့အာတရှိဖို့ကြတော့ NLD ပါတီကိုယ်တိုင်လောက်ရမှာပါဘာကြောင့်လဲရှင်ထဲမှာရှိနေရုံနဲ့မပြီးသေးဘူးဒါခံစားချက်ဒါပေမဲ့ဥပဒေချောင်းရရှိဖို့ဆိုလို့ရှင်တော့ဆန္ဒပြောသလိုပေါ့မြေပေါ်မြေအောက်တပြိုင်တည်းလုပ်လို့မရပါဘူးနော်ဒါဆိုတော့ကျွန်တော်ပြောတော့ဒီရွေးကောက်ပဲပြီးသွားလို့ရှိရင်ကျွန်တော်မျှော်လင့်တဲ့အစိုးရက ဥမင်း online လိုမျိုးမိတ်ဆွေနိုင်ငံအနေငယ်နဲ့ခီးဆက်မယ်ဆိုတော့ဆိုရမယ်မလို့ချင်ဘူးနော်။ဗာနိုင်ငံရေးအမြင်ကျင်းမြောင်းလုံးလား။နိုင်ငံရေးဟာလုတ်ပြီးလေဆိုရင်ပြန်လဲထူထောင်ရေးရောပဲ။အားလုံးအတွက်လုတ်ရမှာ။တစုတစ်ဖွဲ့နဲ့ငါတငယ်ချင်းအုပ်စုအတွက်အလုပ်လုပ်မယ်ဆိုငါမိသားစုအတွက်အလုပ်လုပ်မယ်ဆိုတော့ဖြစ်လို့မရအောင်။အဲ့တော့တက်လာတဲ့အစိုးရများဒီနိုင်ငံရေးကိုရင်ကြားစေတူတော့အစိုးရမျိုးဖြစ်ဖို့လိုတယ်။ဒါနံပါတ်၁ချက်ပေါ့နော်။နံပါတ်၂ချက်တန်တမန်ရေးကိုဦးစားပေးရမယ်။နော်။ပြီးတော့ရှိရင်စီးပွားရေးနိုင်ငံပြထူနိုင်မှုစူးစမ်းတဲ့အစိုးရမျိုးဖြစ်ရမယ်။ဥက္ကဋ္ဌ ပြီးရည်မှန်းချက်တွေကောင်းတယ်ဒါပေမဲ့သူတို့ရည်မှန်းချက်မှာလိုအပ်နေတာဘာလဲဆိုတော့ဆုံးနာပြောတဲ့တန်တမန်ရေးတန်တမန်ရေးအထိမဲ့ပြမှုကြတော့သူတို့ဘယ်လောက်ထိရမလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်အဲ့တော့သူတို့ကကြိုးစားတယ်လို့နိုင်ငံတကာကလည်းအထိမဲ့ပြလာမယ်ထင်ဆိုရှင်ဈေးကွက်ကစီးပွားရေးဈေးကွက်ကပွင့်လာစီးပွားရေးဈေးကွက်တန်တမန်ဈေးတန်တမန်ရေးတွေပွင့်လာမှသာလင်နိုင်ငံတစ်ခုအနေနဲ့ပြန်လည်ထူထောင်ရေးသွားတယ်ကျွန်တော်နိုင်ငံကအခုစုပ်ပြတ်တက်နေတဲ့ဘဝကိုရောက်နေတာနော် ပြန်လည်ထူထောင်ရေးတွေရောက်ဖို့လိုအပ်နေတယ်ကောင်းအောင်ကျွန်တော်သိချင်တာလေးပြောပြပေးပါရစေ။ နော်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 ကျွန်တော်တို့မသိပါဘူးเนาะတို့ထောင်ထဲထည့်ထားတဲ့နိုင်နိုင်ငံရေးကျွန်တော်ခေါင်းမနေပြောပါကျွန်တော်အကောင်လုံးဖွင့်ပေးပါခဏလေးဟုတ်ပြီပြည်ခံပြိုးပါတီကိုစစ်တပ်ကအကာအကွယ်ပေးနေလို့ပြောရင်မားတယ်ထင်သလားပြည်ခံပြိုးပါတီကိုစစ်တပ်ကအကာအကွယ်ပေးနေအဲအဲ့ဒါအဲ့ဒါလေးအဓိကပြောအောင်ပါเนาะပြည်ခံပြိုးပါတီဟာပါတီဖြစ်နေကျွန်တော်မြင်ခဲ့တာဟိုရင်ရဆိုလို့ရှင်ဘာလို့ပါတီဖြစ်နေမြင်ခဲ့ရဆိုလို့ရှင် ြည်ထောင်စုပါတီကမိုးရဲရေတဲ့ကိုဖျက်ဆီးခဲ့ရတာနော်ဦးသိန်းစိန်လက်ထက်ပြပြည်ထောင်စုနာမည်ရခဲ့ပါတယ်နော်တောင်စန်းစုကြည်လက်ထက်မှာလည်းပြည်ထောင်ပြိုးဟာအတိုက်ခံကောင်းတစ်ခုတိုက်ခံကောင်းပါတီကောင်းတစ်ခုနဲ့ရက်တည်ခဲ့ပါတယ်အဲဦးမင်းအွန်လိုင်းလက်ထက်ရောက်တော့မှာပဲပြည်ထောင်ပြိုးဟာဘာနဲ့ဘလူးဖြစ်သွားလဲဆိုတော့တိုက်ခါမဲ့သွားတဲ့ပုံစံမျိုးတွေဖြစ်သွားတယ်နော်အဲ့တော့ပြည်ထောင်ပြိုးဒီ ဆင်းဆင်းရက်တည်ခဲ့တဲ့အခွင့်အရေးပြကျွန်တော်တို့ဟုတ်ဗျာဟိုကျွန်တော်ချာတိတ်လေးဘွားတယ်ကပြီးခိုင်ပြိုးဆိုတာရှိနေတာပါနော်ပြီးခိုင်ပြိုးဆိုတာအရင်ကအတင်းမှာဗျာကြန့်ခိုင်နေတဲ့ဖွင့်ပြိုးဆိုတာအတင်းအဲ့အတင်းကနေပြီးတော့ပါတီဖြစ်လာတာပါအဲ့တော့ဒီလိုမျိုးတည်တည်ချာချာရက်တည်လာတဲ့နိုင်ငံရေးပါတီပါအဲ့တော့ခင်ဗျားတို့ဗျာဒီတော်လှန်ရေးဖြစ်တဲ့အချိန်မှာလဲနော်တော်လှန်ရေးကတော့ကနေဖြစ်တဲ့အချိန်မှာပြီးခိုင်ပြိုးပါတီဝင်နေဗျာအသက်ခံတာဘယ်လောက်ထိများလဲအဲ့အချိန်မှာစစ်တပ်ကပြီးခိုင်ပြိုးပါတီဝင်တွေကိုအကာအကွယ်ပေးနိုင်ခဲ့လို့လားမိုးရဲရေထဲမှာသူတို့ရက်တည်ခဲ့ရတယ် တို့တွေတေခဲ့ရတယ်တို့တွေကြေခဲ့ပြီးဟိုင်းဘူပါတီဝင်ဘယ်လောက်လောက်တေသွားတော့ထောင်နဲ့ချီပြီးတေသွားတယ်နော်ထောင်ထောင်နဲ့ချီပြီးတေတာပါအဲ့တော့ပြည်ခိုင်ဘူပါတီဝင်ကဒီလိုခက်ခက်ခဲခဲရက်တည်ခဲ့ရတဲ့ပါတီနော်အဲ့တော့ဘယ်လောက်ထိလဲဆိုလို့ရှိရင်ဗျာပြည်ခိုင်ဘူပါတီရဲ့အကြီးအကဲတယောက်ဖြစ်ပါလိမ့်မယ်ဝင်းရင်တုတ်တွေနော်ဝင်းရင်ဝင်းဝချွန်တွေလက်ဆောင် ပေးလို့ဆိုပြီးအဲ့ပုံကိုတော့မှပဲဟိုနောက်တော့ပြန်ရေးမြူပါဆိုတော့ဒီဥပဒေကိုချိုးဖောက်ပြီးတော့မှပဲဒီဥပဒေကိုလက်တလုံးကျလုပ်ပြီးအချုပ်တဲ့ထည့်ခံတာခင်ဗျားတို့သိပါလိမ့်မယ်နော်သူလည်းဒုတိယဗိုလ်ချုပ်ကြီးတယောက်ပါပဲကိုရင်ရဆိုလို့ရှိရင် ဲ့တော့ပြည်ခိုင်ပြိုးပါတီဝင်တို့စစ်တပ်ကလည်းမကာကွယ်အကာအကွယ်မပေးနိုင်ရဲရလည်းအကာအကွယ်မပေးနိုင်တဲ့အခါကျတော့ပြည်ခိုင်ပြိုးပါတီဝင်တွေပြေကြတယ်အဲ့တော့သူကဘာလုပ်လဲဆိုကြဝချုံနေပေးတယ်ဝချုံနေပေးတဲ့ပုံကနောက်ဆုံးပြီးတော့ချော်လေးရောက်သွားတယ်ချော်လေးရောက်သွားတော့ဟိုရင်တုန်းကကိစ္စတွေနဲ့တရားစွဲတယ်ဆိုတဲ့အခါကျတော့ဟိုရင်ကကိစ္စနဲ့တရားစွဲလို့မရဘူးဆိုပြီးတော့အချိန်ကဥရင်ကရေးထားရတာအဲ့ဒါကြီးကိုပြန်ပြန်တင်းတင်းချုပ်ဖောက်ပြီးတော့တရားစွဲသွားတယ်တရားစွဲပြီးချော်လေးထည့်ပလိုက်တယ်အဲဒီနာဆာကအဆိုရဦးမင်းအောင်လာရနော်အဲ့တော့တရားစွဲသွားတော့ချော်လေးရောက်တဲ့ဟိုပုံကအခုချိန်ကြီးလက်ချုပ်ထဲမှာပဲထောင်ထဲမှာပါဗျာနော်အဲ့တော့ဒီပုံကက ဘာကြောင့်မို့အရေးယူလဲဆိုတဲ့ခါကျတော့အခြေခံဥပဒေကြောင်းရတော့မှန်တယ်တဲ့ဒါပေမဲ့တော့စစ်တပ်ရဲ့လစာကိုနော်စစ်တပ်ရဲ့ဘယ်လိုခေါ်မလဲဆိုတော့အငင်းသားလားပင်စင်အောင်စားနေတဲ့အတွက်ကြောင့်မို့လို့ဒီပုဂ္ဂိုလ်တရားဆွဲလို့ရတယ်ဆိုပြီးတော့စစ်ဥပဒေနဲ့ခါရေးအေးယူချသွားတဲ့ပုံစံမျိုးဖြစ်သွားတယ်အဲ့တော့ဒီခံကျိုးပါတီဟာအတက်ခံအသေးခံမိုးရဲရေထဲမှာရုန်းကန်ပြီးရက်တီလာရတဲ့ပြည်ခံမျိုးပါတီဖြစ်တယ်အဲ့တော့အဲ့ဒီပါတီဟာတကယ်တကယ်တမ်း တစ်ချိန်လုံးတော့စစ်တပ်ကစကားပွဲစောင့်ရှောက်မှုဆိုတာဘာမှမပေးဘဲနဲ့တကယ်တကယ်တမ်းရွေးကောက်ပွဲလဲဝုန်းနိုင်လဲဖြစ်တဲ့ဖြစ်ဦးမြောင်လန်ချင်းချင်းနဲ့ငင်းဆိုသလိုဗိုလ်ချုပ်တွေပေါင်းမှုချုပ်ပြီးတကားထည့်ရပြန်ညွန့်ကူအပီးပွင့်သွားလို့စားတဲ့ခါကျတော့ဒင်းကနော်ဒင်းကဘယ်လိုခေါ်မလဲဆိုတော့ဒင်းစီစဉ်တဲ့အတိုင်းစီစဉ်တယ်တခါလဲတေးချေဒုက္ခရောက်တဲ့အချိန်မှာတော့ဘာမှအကူအညီပေးနိုင်ခြင်းမရှိဘူးကာကွယ်ပေးနိုင်ခြင်းမရှိဘူးအဲ့တော့ဒီခိုင်ရိုးပါတီဘက်ကနေကျွန်တော်ကကြည့်ပြီးပြောတာပါအဲ့ဒါကြောင့်မို့လို့ကျွန်တော်ပြောချင်တာပါလဲဆိုလို့ရှိရင် စနမေကုံးလေးပေါ့ပြည်ခိုင်မျိုးပါတီကိုစစ်တပ်ကအကာအကွယ်ပေးနိုင်သလားဆိုတော့စစ်တပ်ကအကာအကွယ်မပေးနိုင်ပေးခဲ့ကြတာမိုးရေရေထဲမှာနော်တကယ်တကယ်တမ်းအညံ့ခုတော့မယ်တကယ်တကယ်တမ်းထိုင်ကုန်လေးရတော့မယ်ဟလားအဆင်ပြေတော့မယ်ဆိုတဲ့ခါတော့မှတင်းဒိန်းဆိုတော့ပေါ့နေပြီးတော့လုံးဝစစ်တင်းကြိုင်းတစ်ဖြစ်နဲ့ပြည်ခိုင်မျိုးပါတီကိုစီစဉ်လိုက်တဲ့ပုံစံမျိုးဖြစ်သွားတယ်ပြည်ခိုင်မျိုးပါတီတဲ့ကတည်းကလုံးဝနေရာမပေးနိုင်တော့ဘူးစစ်တပ်ဝင်းချုံနေလေဝင်းချုံနေအထိတ်ကဘလို့မှမသွားတဲ့ခါကျတော့နောက်ကဘလို့မှမရှိတဲ့ခါနေရာမပေးနိုင်တဲ့ခါကျတော့ကဲစစ်တင်းကြိုင်းပို့လိုက်တာပြည်ခိုင်မျိုးပါတီကိုပို့လိုက်တဲ့ပုံစံမျိုးဖြစ်သွားတယ်အဲ့တော့ဘာဖြစ်သွားလဲနောက်ဆုံးပြီးတော့ပြည်ခိုင်မျိုးတိတ်ခါ မဲ့သွားတော့ဗျာနော်အဲ့တော့အရှိတရားလိုက်ဖြစ်စေချင်တာကျွန်တော်ဒါရွေးကောက်ပွဲပြီးတော့တက်လာမယ်ဆိုရလဲဟိုစနကျွန်တော်ပြောခွင့်ရောနိုင်ငံရေးကိုရင်ကြားစေလို့တဲ့အစိုးရမျိုးပဲကျွန်တော်လိုချင်တယ်နော်ဘာဖြစ်ပါအခုကျွန်တော်စနပြောသလိုပေါ့ရွေးကောက်ပွဲပြီးွားတက်လာတယ်ဘယ်အစိုးရပဲတက်လာတက်လာကျွန်တော်တို့ကပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်ကျိုးဆိုပါရယ်နော်ဒီခိုင်ဖြိုးပဲတက်လာတက်လာဒါမှမဟုတ်အရှိကိုအရှိတိုင်းအဖြစ်ကိုအဖြစ်တိုင်းအမြင်ကိုအမြင်တိုင်းပြောနေရတာမှန်နေမယ်ဒါပေမဲ့ရွေးကောက်ပွဲပြီးသွားတော့တက်လာတဲ့အစိုးရဘယ်အစိုးရမှမဆိုကျွန်တော်ကျိုးဆိုတယ်မားနေတာလေ လိုအပ်နေတာတွေဖြစ်တင်တာတွေဖြစ်စေချင်တာတွေကိုကျွန်တော်တို့ကအဲဥပမာကျွန်တော်တို့ဒီပေါ့ကျွန်တော် platform လေးကနေပြီးတော့အကြံဉာဏ်ပေးခြင်းဝေဖန်ခြင်းထောက်ပြခြင်းကျွန်တော်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်ပေါ့နော်ဒါမဲ့တော့ဖြစ်ရှိတရားကိုလည်းပြောအောင်အခုဖြစ်ဒီခံရုပ်ပါတီဖြစ်နေပုံစံဒီပုံစံဖြစ်တယ်ဆိုတော့တလောက်တော့ကျွန်တော်ပြောပြတင်ပါမယ်နော်ကောင်းနဲ့ကြံ့ခိုင်ရေးနိုင်မယ်တဲ့အာဆီယံလက်မခံဘူးတဲ့ UN လက်မခံဘူးတဲ့လက်ခံတဲ့နိုင်ငံအနည်းငယ်စုနဲ့ဘယ်လိုတိုးတက်နိုင်မှာလဲဗျာတဲ့ဒီဖြိုးကပြောရနော် ဲ့ဒါကိုပဲကျွန်တော်ပြောနေတာပေါ့နိုင်ငံဆိုတာပြန်လဲထူထောင်ရေးထီကိုစူးစမ်းထားရမှာဖြစ်တယ်အခုကဘာလဲဆိုတော့ပြန်လဲထူထောင်ရေးကိုမသွားဘဲနဲ့ဒီတစုတစ်ဖွဲ့နဲ့ခီးဆက်ပြီးတော့ငါတို့အစုဖွဲ့အမြဲတမ်းအာဏာရရှိရေးပုံစံမျိုးဖြစ်နေတယ်နော်တောင်ဆန်းစုကြည်လိုမျိုးဖြစ်နေတောင်ဆန်းစုကြည်ကလည်းအဲ့လိုပဲပြတပတ်တို့ပါတီတပါတီနဲ့ဆက်လက်ပြီးတော့ရေးရှိအာဏာရဖို့စူးစမ်းနေခဲ့တာလည်းရှိတယ်လေနော်အဲ့တော့ပြည်ခိုင်ပြိုးအခုကြာတော့ပြည်ခိုင်ပြိုးနဲ့ဆက်တက်နေတာဒီပုံစံပဲအဲ့တော့ခတ်ပါလေနိုင်ငံရေးလောကမှာနော်ကိုယ်တိုင်လက်နဲ့ရေးကိုယ်တိုင်ခြေနဲ့ဖြတ်အဲ့ဒါအဘတို့စစ်တ ဥပဒေဆိုတာကညမပြေမရှိပါဘူးကောင်ကြီးတဲ့ဘာမရီယက်ရှင်ချန်နယ်တဲ့နော်ဥမင်းအွန်လိုင်းရဲ့အခြေခံဥပဒေမှာပါတဲ့လစာနဲ့တဲ့တော်ချူချူလာရဲ့ပိုက်ဆံအိတ်ကိုဘလို့ဝဲနိုင်တာလဲတဲ့ကျန်တာလည်းမပြောသေးဘူးနော်တဲ့ပြီးဖို့နောက်ကျောင်းပြန်ဥပဒေနဲ့တရားရင်ဆိုင်ရလာမေးကြည့်လိုက်ပါလူမိုက်ငားတာလားကွာအဲ့ဘာပဲထားပါနော်အဲ့တော့ အဓိကအဲ့ဒါကျွန်တော်တို့ကနိုင်ငံတိုးတက်စေချင်တာပါเนาะအဲကျွန်တော်တို့ကတော့အခုချိန်မှာမြန်မာနိုင်ငံရဲ့အင်အားစုတွေအားလုံးရှင်ကြားစေဖို့ပဲကျွန်တော်တို့မျှော်လင့်နေတယ်เนาะဆက်လက်ပြီးတော့လည်းဒီလမ်းစဉ်မှာသွားနေမှာအနာဒီပါလီနဲ့ပြည်သူပြည်သားတွေတဲ့တည်ချည်နေကြတာတဲ့ပြောပါဦးတဲ့เนาะမနက်ဖန်းညအလောင်းယူခိုင်းကိစ္စကိုလည်းပြောပါဦးအဲ့တော့ ခက်ပါလေเนาะဒါတွေကဘယ်သူပဲလုတ်လို့ကျွန်တော်စန့်ကြရမှာဖြစ်တယ်ဘယ်နိုင်ငံကဘယ်ရဲဘယ်ယာရှိတွေပဲလုတ်လို့ပေါ့เนาะဟုတ်တယ်ညဖန်မနဲ့အလောင်းယူကိစ္စတွေလည်းရှိပါတယ်တချို့လည်းတတကြီးနဲ့ပြန်လွတ်လိုက်တာတွေရှိတယ်အဲ့တော့ဒါတွေအားလုံးကိုဒါတွေအားလုံးကတရားဥပဒေရဲ့ပြပောက်ရောက်နေတယ်เนาะတည်ကြည်မှုတွေမှာဒါတွေကို ပြန်လည်ပြီးဖော်ထုတ်အောင်ဖြစ်တယ်အခုတက်လာတဲ့အစိုးရအနေနဲ့เนาะအဲမနက်ဖန်းညအမညဖန်းမနက်အလောင်းယူကိစ္စတွေမှာ အဲဒါတွေကိုပြန်လည်ပြီးတော့ဗောနော်ဟိုမတရားမှုပြုလုပ်ခဲ့တဲ့သူတွေအားလုံးကတရားဥပဒေရဲ့ကင်းကွကင်းလောကင်းကွာခွင့်တွေရနေတာဒါတွေကိုအားလုံးကိုလည်းပြန်ပြီးတော့ပေါ်ထုတ်အောင်မှာဖြစ်တယ်နော်ဘယ်သူပဲလုပ်ခဲ့လုပ်ခဲ့အဲဒါနဲ့ပတ်သက်ပြီးတော့တိုင်လာမယ်ပြောလာမယ်ဟေးဆိုလို့ရှိရင်နော်တက်လာတဲ့အစိုးရဗောတရားမြတ်မှုကိုရှာဖွေနေပေးနိုင်မယ်ဟေးဆိုလို့ရှိရင်တော့ပြည်သူလူထုခံစားနေကြတဲ့အဲဒေါသ မခံကျင်စိတ်တွေပေါ့မခံကျင်စိတ်တွေဖြေလျှော့ပေးနိုင်မယ်လို့ကျွန်တော်တို့မျှော်လင့်နေအဲဒါကြောင့်မလို့အခုရွေးကောက်ပွဲကတက်လာမယ့်အစိုးရသည်ဖြောင့်မတ်သောတည်ကြည်သောပွင့်လင်းမြင်သာမှုရှိသောနိုင်ငံကိုကောင်းစေခြင်းသောအမှန်တရားကိုရှာဖွေလိုသောအစိုးရဖြစ်ဖို့ကျွန်တော်တို့ကမျှော်လင့်တယ်ဖြစ်အောင်လည်းကျွန်တော်တို့ကတော့ဝိုင်းဝန်းပြီးတော့တဲ့မှတ်သွားမယ်ပေါ့နော်ဝိုင်းဝန်းပြီးတော့ကျွန်တော်တို့ထောက်ပြသွားမယ်ပြောဆိုသွားမယ်ပေါ့ဗျာနော်ကျွန်တော်နိုင်တဲ့အခန်းကဏ္ဍကနေပြီးတော့အဲ့တော့စနာညီစနာကညီကိုပြောတယ်ပေါ့နော်မနက်ဖန်းအညဖန်းမနက်အလောင်းလာယူအဲ့လိုမျိုးကိစ္စတွေအားလုံးအမှန်တရားတော့ ပြန်ရှာဖွေရမှာဖြစ်တယ်နော်အဲ့ဒီရဲရရှိတဲ့အားလုံးလည်းခင်ဗျားတို့မလွတ်ပါဘူးနော်အဲ့ဒီအားလုံးတရားရောက်ကကျွန်တော်စီကိုများပြောလာပြီးတိုင်လာပြီးဟေ့ဆိုလို့ရှိရင်တော့ကျွန်တော်နေနေနေရညက်နာအတိအကျနဲ့ကျွန်တော်ဖော်ပြမှာပါနော်အဲ့တော့ဒုတိယကိုဖမ်းပြီးအဲ့လိုနှိမ့်ဆက်မှုမျိုးမလုပ်နိုင်ရပြန်နော်အေးအဲ့တော့ဒါမျိုးတွေကိုလည်းကျွန်တော်ဖော်ထုတ်မှာဖြစ်တယ်အဲ့ထို့တူပဲခင်ဗျားတို့တော်လိုင်းအပေးထောက်ခံနေတဲ့သူတွေဘက်ကလည်းတော်လိုင်းကြီးမှာခင်ဗျားတို့မတရားမှုတွေရှိတယ်နော် ဟိုလူတွေကိုမတရားလိုက်ရိုက်တာတွေမတရားတပ်ဖြတ်နေတာတွေဒါတွေအားလုံးကလည်းခင်ဗျားတို့တော်လှန်ရေးကောကျွန်တော်တို့ကဒါမျိုးတတိရှိရှိနဲ့စစ်တပ်ထောက်ခံသူတရားဝင်တွေဒါတွေကိုပြောဆိုရဲသလိုခင်ဗျားတို့တော်လှန်ထောက်ခံတဲ့သူတွေကောဘာမှမဆိုင်ညာမဆိုင်နဲ့အသက်ခံရတဲ့နော်ဒီဆရာတော်တွေကျောင်းသူကျောင်းသားတွေဆရာမတွေရဲ့ဒီမတရားမှုလုပ်သွားတဲ့သူတွေအားလုံးကိုဘယ်လိုတရားစီရင်မှုမျိုးခင်ဗျားတို့ပြန်ပြီးတော့တောင်းဆိုပေးမလဲခင်ဗျားတို့တော်လှန်ရေးကနေပြီးတော့ဒါလည်းကျွန်တော်သိချင်တယ်နော်ဒါအမျှတမှုရှိဖို့လိုတယ် တတိယများနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြိုင်းနှစ်တတ်တယ်ဆိုရင် like နဲ့ subscribe လေးနှိပ်ထားပြီး share တဲ့မြန်မာမှာတတိယများနေ့စဉ်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ